မေမင်္ဂလာပါရှင် Terror Reading My Anonymous Page ကနေပြီးရောပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့လှူထားပေးရ Reading လေးရတော့တစ်ဖက်လူရင်လက်ရှိခံစားချက်နဲ့သူပြောချင်နေတဲ့စကားလေးတွေပေါ့နော်ဘာလေးဖြစ်မလဲဆိုတာလေးကိုကြည့်ထားပေးရဲ့ ထုံးစံအတိုင်းပဲဒီမှာ file လေး၃ခုရှိရဲဒီ file လေး၃ခုတွေကမှာကိုနဲ့ energy ကြိုက်မယ်ထင်တဲ့ file ကိုနဲ့အဆင်ပြေမယ်ထင်တဲ့ file လေးကိုရွေးချက်ပြီးတော့ကြည့်လို့ရပါတယ်ရွေးချက်ပြီးသွားတဲ့အချိန်မှာလည်းဒီ YouTube မှာဆိုလို့ရှိရင် description မှာအာ time stamp လေးရှိရဲပေါ့နော်အဲကနေပြီးတော့ကြည့်ပြီးတော့ file လေးတွေကိုရွေးလို့ရပါတယ်ရှင် Hello ဖိုင်ဝမ်လေးရေမင်္ဂလာပါရှင်အဲ့တော့ဖိုင်ဝမ်လေးရေတစ်ဖက်လူရဲ့လက်ရှိကန်ဆာချက်နဲ့သူကိုပြောချင်နေတဲ့စကားလေးတွေကဘာလို့ဖြစ်မလဲဆိုတာလေးကို ရီဒင်းလေးလုပ်ပေးထားပါရဲ့အဲ့တော့ဖိုင်ဝမ်အမ်တဖက်လူကိုပြောအတဖက်လူရဲ့လက်ရှိ energy ပေါ့နော်ဖက်လူရဲ့လက်ရှိ energy ကိုရင်ကြည့်လိုက်မယ်လက်ရှိသူဘာကြီးခံစားနေရလဲโอเคတဖက်လူလက်ရှိမှာဘာကြီးခံစားနေရလဲ for pie one pie one တဖက်လူလက်ရှိမှာဘာကြီးခံစားနေရလဲ ူကလေအခုချိန်မှာပေါ့နော်ကို့တတိယနေရာမျိုးအဲလွမ်းနေရာမျိုးလေးရှိရဲ့လို့တွေ့ရဲ့ အာကို့တတိယနေရာမျိုးလေးလွမ်းနေရာမျိုးလေးရှိတယ်ဒါပေမဲ့လေသူ ကို့ကိုစကားလာပြောမှာတော့မဟုတ်ဘူးပေါ့နော်လက်ရှိအချိန်နေပေါ့လက်ရှိအချိန်မှာတော့သူ့အနေနဲ့အာလာခေါ်ချင်တာမျိုးတွေနော်လာပြီးတော့ပြောချင်တာမျိုးတွေတော့တိတ်ပြီးတော့မတွေ့ရဘူးပြောပြချင်တယ်ဒါပေမဲ့မပြောပြဖြစ်ဘူးဆိုရယ် energy မျိုးပေါ့နော်လက်ရှိမှာတစ်ဖက်လူကဘယ်လိုဖြစ်နေလဲဆိုတော့သူ့ရဲ့အဲ့လိုမာနပဲဖြစ်ဖြစ်သူ့ရဲ့ image တစ်ခုထိန်းတာပဲဖြစ်ဖြစ်ပေါ့ဩမပြောသင့်တော့ပါဘူးလေဆိုရယ်ပုံစံမျိုးပေါ့နော် မဖြစ်နိုင်တော့ပါဘူးဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးကြီးသူစဉ်းစားနေရပြီးတော့တော့သမွန်ချွေကရန်သူ့အနေနဲ့လေကိုယ့်ကိုပေါ်တော့မပြောပြရအကြောင်းအရာတွေအများကြီးရှိရဲ maybe သူရဲ့ခံစားချက်တွေလည်းဖြစ်နိုင်တယ်အဲ့ပေါ်သူကိုယ်လွမ်းနေရတဲ့တတိယအရာမပြောပြရလည်းဖြစ်နိုင်တယ်အဲကိုနဲ့အဆင်ပြေနေတဲ့စိတ်တွေလည်းဖြစ်နိုင်တာပေါ့ဒါမှမဟုတ်ကိုမကျေနပ်တာတွေလည်းဖြစ်နိုင်တယ်အမျိုးမျိုးဖြစ်နိုင်နေပေါ့နော်ဒီကတ်မှာလေ5 1 2က โอเคအဲ့တော့သူလက်ရှိမှာဘယ်လိုခံစားနေရကိုနဲ့ပတ်သက်ပြီးတော့လေကိုနဲ့အဲ့လိုခရီးအတူတူသွားခဲ့ရမျိုးအတူတူနေခဲ့ရမျိုးအဲ့လိုမျိုးကြီးရှိလို့ရှင်ရင် तू อ่ะအဲ့ဒါလေးကိုတတိယနေရပြင်အတူတူပေါ့နော်စကားပြောခဲ့ရတယ်။တန်ရောစင်လည်း तू ကြံသေးရဒီ connection မှာလေတစ်ဖက်လူကကိုချစ်သေးရထက်တန်ရောစင်ကြံနေသေးရဆိုရယ်ပုံစံပေါ့နော်အဲ့လိုပုံစံမျိုးတွေးရတယ်။ तू နဲ့ကိုနဲ့ကအနေဝေးဝါးတာမျိုးတွေအဲ့လိုမျိုးတွေမှာလေ तू ကိုတတိယမျိုးလေးရှိရပေါ့ စကားရေမပြောပြပေမဲ့လေသူ့စိတ်ထဲမှာအမြဲရှိနေရမျိုးပေါ့နော်အဲ့လို energy မျိုးကိုရရတယ်အခုချိန်မှာကြာဆိုခီးသွားနေရပါ냐ဆိုရင်လည်းကိုပိုးပြီးတော့တတိယအဲကိုနဲ့တူတူသွားရှင်တဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။အဲ့တော့အကြီးကတန်ရုံးစင်ကတော့နှစ်ယောက်ကြားထဲမှာတော်တော်လေးများနေသေးရပေါ့နော်များနေသေးရလို့တွေ့ရတယ်။အဲ့တော့တစ်ဖက်လူလည်းရှိခံစားချက်ကကိုပိုးလည်းရှိခံစားချက်ကဘာဖြစ် ိမ်လက်ရှိမှာတော့လေကို့အဝေးကနေပဲကြည်ပြီးတော့သူအဆင်ပြေရယ်ဆိုပုံစံမျိုးပေါ့ကို့စီကိုလေလာမယ်လို့ကို့စီကိုစကားလာပြောမယ်လို့အဲ့လိုမျိုးတွေတိတ်ပြီးတော့သူစိတ်ထဲမှာမတွေးဘူး။ဩသူအဆင်ပြေနေပြီးရပဲဆိုရယ် energy မျိုးပေါ့နော်အဲ့လိုတစ်ဖက်လူကသူ့ဘာသာသူရင်းရင်းကြက်ကြက်လေးတတိငင်ငင်လေးရှိရဲ့ပုံစံမျိုးเนาะအဲ့လိုမျိုးလေးကိုတွေးရတယ်ပြီးတော့သူကိုယ်ချစ်လဲချစ်တယ်ပေါ့เนาะသူကိုယ်ချစ်တယ်ဆိုရင် energy လေးကိုလည်းတွေးရတယ် ်အဓိကတော့တန်ခေါင်းစင်များပါပို့ပြီးတော့ကိုယ်လေးအရန်ပြောပြခြင်းနေအရာရှိရဲဒါပေမဲ့အခွင့်အရေးမရခဲ့တာရောပြီးတော့အခုချိန်မှာလဲသူကိုယ်စကားရေးပါလေမပြောရှင်ဦးဆိုတော့လေအဲပြောပြခြင်းပေမဲ့မပြောပြဖြစ်တဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါကြီးအများကြီးရှိနေရဲသူခံစားနေရတဲ့အရာအများကြီးရှိနေရဲလို့တွေ့ရတယ် Okay အဲ့တော့တစ်ဖက်လူရဲ့လက်ရှိခံစားချက်ဖိုင်1တစ်ဖက်လူရဲ့လက်ရှိခံစားချက်ဘာတွေဖြစ်မလဲ Okay ကိုနဲ့သူနဲ့ရလေအဲ့လို family တစ်ခုထိသွားဖို့သူ့ဘက်ကနေပြီးတော့အဲရည်ရွယ်ထားတာမျိုးနှစ်ယောက်စလုံးကပေါ့နော်အဲ့လို expectation တွေရှိခဲ့ကြတာမျိုးအိမ်မက်တွေရှိခဲ့ကြတာမျိုးငါတို့မိသားစုလေးဖြစ်အောင်အဲတိဆောက်ကြမယ်ဘာညာဆိုပြီးဂတိပေးခဲ့ကြတာမျိုးအဲ့ဒါလေးကိုလည်းသူနှက်မျောပြီးတော့တတိယရဲ့ energy မျိုးလေးပေါ့နော်အဲ့တော့တစ်ဖက်လူကိုပြောချင်နေတဲ့စကားလေးပေါ့နော်အဲ့ဒါလေးတစ်ချက်ကြည့်မယ်ဆိုတော့တစ်ဖက်လူကိုဘာလေးတွေပြောချင်နေလဲ for Taiwan တဖက်လူကိုပြောရှင်နေရရရှိလား for Taiwan အဲ့တူဝါပေါ့နော်သူကိုနဲ့တစားမဖြစ်ဘူးဆိုရယ်ပုံစံမျိုးတွေသူတွေးနေရယ်အဲသူကိုသူပေါ့နော်မပြည့်စုံသေးဘူးလို့သူခံစားရတာမျိုးသူကိုသူမပြည့်စုံသေးဘူးလို့ထင်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေတွေးရယ် ဆိုတော့သူကကို့အဲ့လိုလေမကာကွယ်ပေးလိုက်နိုင်တဲ့ပုံစံမျိုးမကာကွယ်ပေးခဲ့တဲ့ပုံစံမျိုးအတိတ်မှာရှိနေလို့ရှင်လေအဲ့အရာကို तू ရှင်းပြရှင်တာမျိုးလည်းဖြစ်နိုင်တယ်တိလားဟို तू တခုခုပေါ့နော်ကို့ဘက်ကမကျေနပ်တာ तू မှားနေလို့ကို့ဘက်ကထင်နေအရာတခုရှိလိမ့်မယ်အဲ့အရာကို तू ကလေမဟုတ်ဘူး तू ဘက်ကအမြင်ကတော့ဒီလိုဒီလိုပါဆိုပြီး तू ရှင်းပြရှင်တာမျိုးလေးတွေကိုတွေ့ရတယ် သူကိုကာကွယ်ပေးခဲ့ရမှာမကာကွယ်ပေးခဲ့တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုလည်းတွေ့ရတယ်အဲကာကွယ်ပေးဖို့အတွက် chance မရခဲ့ရမျိုးလေးတွေနော်အဲ့လိုမျိုးလေးရှိနေတယ်သူနဲ့ကိုယ်နဲ့ကြားရမှာလေဆိုတော့ okay Taiwan တက္ကသိုလ်ကိုပြောရှင်တဲ့စကားလေးတွေကဒါလေးဖြစ်မှာလေ အဲ့နှစ်ယောက်ကြားရဲ့မှာ soul connection တခုရှိနေရေပေါ့နော်အဲ့ဒါကိုလည်းသူခံစားနေရတယ်သူသိနေရေ ဲ့တော့ तू ကလေကိုနဲ့ပေါ့နော်ဘယ်တော့တော့အဲ့လိုအပြင်နေပိုင်းမှာအမှတ်တမဲ့များတွေ့မလားဆိုပြီးတော့စောင့်နေရမျိုးအဲ तू expect လုပ်ထားမျိုးပေါ့နော်ဒီနေရာလေးဆိုလို့ရှင်တော့ तू သွားတတ်တယ်ငါဒီနေရာလေးသွားလိုက်လို့ရှင် तू နဲ့တွေ့မလားမသိဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးလေး तू တွေးပြီးတော့အောင်လေးရှောက်သွားရဲဟာမျိုးကြီးရှိရဲပေါ့နော်အဲ့တော့ဟိုကိုကိုတွေ့မလားဆိုပြီးတော့အပြင်နေရောရှောက်သွားရဲဟိုတွေးလို့ရှင်တော့အမှတ်တမဲ့တွေ့ရပေါ့နော်တိုက်ဆိုင်မျိုးတွေ့ရပေါ့ဒါပေမဲ့ तू ဘက်ကကိုကိုတွေ့ချင်တဲ့စိတ်နဲ့သွားနေရမျိုးလေးအဲ့လိုပုံစံမျိုးလေးရှိရဲ အဲ့တော့တစ်ဖက်လူရဲ့ခံစားချက်လေးကိုလေနည်းနည်းလေးအော်ရီကောလေးထပ်ပြီးတော့ကြည့်မယ်သူဘာကြီးခံစားနေရလဲပေါ့နော်โอเคတစ်ဖက်လူဘာကြီးခံစားနေရလဲဆိုတော့ဖိုင်ဝမ်နော်အဲ့တော့တစ်ဖက်လူဘာကြီးခံစားနေရလဲ for ဖိုင်ဝမ်တစ်ဖက်လူဘာကြီးခံစားနေရလဲ လို့ဘာကြီးခံစားနေရလဲဆိုတော့အဲ့တော့ပေါ့နော်သူကဒီ connection မှာတုန်းကလည်းလေသူကစိတ်ညစ်ခဲ့ရမယ်ပေါ့နော်အခုနပြောလိုမျိုးပဲသူနဲ့ကိုနဲ့ကပြဿနာကြီးတက်ခဲ့မှာဒီလားပြဿနာကြီးတက်ခဲ့လို့သူကအဲ့ပြဿနာကြီးကိုမဖြေရှင်းခဲ့ပဲနဲ့သူနဲ့ကိုနဲ့ပြတ်သွားမျိုးပေါ့နော်ဟာထားလိုက်တော့ဒီလောက်မှရှင်းပြလို့မရရင်လည်းအဆင်မပြေဘူးမရှင်းပြတော့ဘူးဆိုတော့စိတ်နဲ့ဖြတ်ခဲ့ရမျိုးဖြစ်နိုင်တယ်အဲ့မှာမှသူကအခုချိန်မှာအဲ့ဒါလေးကိုရှင်းပြခြင်းနေရမျိုးပေါ့နော် အဲ့တော့ဒီပြဿနာအော် sorry ဒီ relationship ရဲ့အစုံကနောက်ထပ်အစတစ်ခုဆိုရယ်ပုံစံမျိုးကြီးဆိုသူလွတ်လပ်သွားရဲ့လို့သူစိတ်မှာခံစားလိုက်ရတာပေါ့နော်ဒီ relationship ကနေပြီးတော့ပြတ်သွားတဲ့အချိန်မှာပြပြချင်းအချိန်မှာသူလွတ်လပ်သွားရဲ့လို့ခံစားရရခံစားချက်မျိုးရှိလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ကိုယ်သတိရလာတာကိုယ်အကြောင်းပို့ပြီးတော့သိလာတာသူကိုယ်အချိန်ကြာလေးမပြတ်နိုင်ဘူးရင်ထဲမှာရှိလေးဆိုတာပို့ပြီးတော့သိလေးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရတဖက်လူကလေး ဆက်စားခြင်းအရလွတ်လပ်သွား ਈ ဆိုရင်ခံစားချက်ကိုသူရရဲ freedom ပေါ့နော်အဲ့လို energy မျိုးရရဲပြီးတော့မှ तू ဟာငါသူ့မပြတ်နိုင်ဘူးဒီလောက်အချိန်ကြီးကြာနေပြီငါမမေ့နိုင်သေးဘူးဆိုတော့ငါမဟုတ်သေးဘူးဆိုရယ်အတွေးမျိုးဝင်သွားမှ तू ရှင်းပြချင်တာမျိုးတွေတန်ရောစင်နေအဲကိုစီကိုဘယ်လိုပြောမလဲစကားပြောခြင်းစိတ်ဖြစ်လာအဲ့ဒါကြီးဖြစ်လာပေါ့နော်တစ်ဖက်လူပုံစံအားလေအဲ့အချိန်မှမှ तू ဆက်ပြီးတော့မျှော်လင့်နေသေးရပေါ့ကိုဘက်ကညာလာခေါ်အုံးမလားဆိုပြီးတော့ကိုဘက်ကညာစကားပြောမလားဆိုပြီးတော့ तू မျှော်လင့်သေးရပေါ့နော်အဲ့လို energy မျိုးရရဲ့ ဆိုတော့ pi 1တစ်ဖက်လို့ရဲ့လက်ရှိ energy a time to reservoir အဲ့တော့သူကတော့ emotion စီအရင်မြန်နေကာလလို့ပြောလို့ရရဲ့ um သူ့ဘက်ကပေါ့နော်ဒါသူ့ဘက်က emotion စီပေါ့ကိုယ့်ဘက်ကတော့မဟုတ်ဘူးဆိုတော့ तू तू အဓိကဒီမှာနားဖို့တောင်လို့နေပြီဆိုတော့ကိုယ်နဲ့ပတ်သက်ပြီးတော့ emotion စီအရင်မြန်နေရဲ့ဆိုရပုံစံမျိုးပေါ့နော် तू အထီးကျန်နေရမျိုးလေးလည်းဖြစ်နိုင်တယ်ဥမာတယောက်တည်းဖြစ်နေရမျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်နိုင်တယ် ဆိုတော့ဒီ condition လေးတွေ ਆ လीဒီလားဘယ်လို energy မျိုးတွေ ਆ လဲဆိုတော့ပြန်အဆင်ပြေမှာမပြေဘူးထက် तू ကလေကိုယ်ကိုချစ်တဲ့အချင်းမှာဟိုအချင်းနေကြာကြီးပေါ့နော်အချင်းနေကြာကြီးအဲ့လိုမျိုးသားတကယ်ချစ်တယ်ဆိုရှင်တော့အဲ့အချစ်စစ်ပဲပြီးတော့ဟိုတော်ယုံနဲ့လေ तू ကိုမေ့နိုင်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လေ तू ကစကားလာပြောရည်ဘာကြီးတော့နဲလိမ့်မယ်ဒီလားဖိုင်ဝမ်းနေရမှာလीအဲ့တော့စကားပြောချင်တာကြီးပဲဆိုရင်ကိုဘက်ကတော့ပြောမှာပဲရမယ်သူဘက်ကလာပြောအောင်ဟာအဲကိုဘက်က ဟို manifest လောက်တာမျိုးကြီးပါရောလုံးလို့ရရတယ်ဒါပေမဲ့ကိုယ့်ဘက်ကတော့ပြောလိုက်တော့မြန်တော့မြန်တယ်ပေါ့နော်အဲ့လိုမျိုးကြီးရောရှိတယ်။သူကတော့လေလာပြောဖို့အတွက်တော့နည်းနည်းလေးခက်လိမ့်မယ်ကိုယ်ပြောချင်တဲ့စကားတွေလည်းအများကြီးရှိရယ်အဲမျော်လင့်ချက်တွေလည်းရှိရယ်ဒါပေမဲ့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့အဲ့လိုလက်လျှော့ထားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတည်းအောင်မဖြစ်နိုင်တော့ပါဘူးသူနဲ့ငါနဲ့အဆင်မပြေလောက်တော့ပါဘူးเนาะအဲ့လိုမျိုးလက်လျှော့ထားတဲ့ energy မျိုးတွေ့ရတယ် ဆိုတော့ okay ဒါလေးရတော့ဒါ Python လေးရေး reading ဖြစ်ပါရဲ့အဲ့တော့ဒါလေးကတစ်ဖက်လူပေါ့နော်လက်ရှိခံစားချက်နဲ့တစ်ဖက်လူပြောချင်နေတဲ့စကားရဖြစ်တယ်ဆိုတော့ um energy ကြိုက်မယ်လို့လည်းထင်တယ် Python လေးတွေအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Pi 2လေးမင်္ဂလာပါရှင်အဲ့တော့ Pi 2လေးတွေတစ်ဖက်လူလက်ရှိခံစားချက်နဲ့ကိုယ်ပြောချင်တဲ့စကားလေးတွေဘာလေးဖြစ်မလဲပေါ့เนาะအဲ့ဒါလေးကို video လေးကြည့်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ Pi 2လေးတွေတစ်ဖက်လူရဲ့လက်ရှိခံစားချက်သူကိုယ်တတိယနေရာလားလွမ်းနေရာလားဒါမျိုးစိတ်ထဲမှာမကျေနပ်တာရှိနေရလားပေါ့เนาะအဲ့တော့ Pi 2တစ်ဖက်လူရဲ့လက်ရှိခံစားချက်ကဘာလေးတွေဖြစ်မလဲ for part 2လူကကိုချစ်သေးရယ် Okay ဆက်ဆက်မယ်နော်ကဲ့ဒီအဲတော့ဖိုင်ကျူးလေးတွေကတစ်ဖက်လူကလေကိုချစ်သေးရယ်သူကိုစောင့်လဲစောင့်နေသေးအဲ့တော့ကဲ့အကောင်းလေးကြီးကြရယ်ပေါ့နော်ဒါပေမဲ့မကောင်းတာလေးလေရှိတယ်ဆိုတော့နောက်ဆုံးတစ်ခက်လောက်ဆွဲလိုက်မယ် โอเคเออဟုတ်ပြီဖိုက်တူးကအဓိကလေကိုကအဲ့လိုမင်းကလေးဆိုလို့ရှင်လည်းပြပြပြောင်းဖြစ်တာမျိုးလေးလေအနေပေါ့เนาะအဲ့ဒါဆိုလို့ရှင်ကိုရဲ့ energy ကပိုရကောင်းလိမ့်မယ်ဆိုတော့ဒါကတော့ဟိုပြောဒီကလေးတွေ့လိုက်လို့ပြောတာပေါ့အဲ့တော့တစ်ဖက်လူပေါ့เนาะတစ်ဖက်လူဘာကြီးခံစားနေရလဲပေါ့တဖက်လူဘာကြီးခံစားနေရလဲဆိုတော့တဖက်လူကလေကို့အရန်အဲ့လိုတတိယရဲ့ချစ်သေးရဲ့ပေါ့နော်အဓိကကတော့ချစ်သေးရဲ့နော်ချစ်သေးရဲ့ တော်တော်လေးသူ့သူ့ရင်ထဲမှာအချစ်ရှိသေးရဲ့ပေါ့နော်တစ်ဖက်လူရဲ့စိတ်ထဲမှာအဲ့လိုမျိုးလေးကိုတွေ့ရတယ်ပြီးတော့ကိုယ့်ကိုလေးအောင်မြင်စေခြင်းနဲ့ तू ကလေအမ်တူတက်စေခြင်းနဲ့ကောင်းစေခြင်းနဲ့ပေါ့နော်ကောင်းစေသူချစ်တဲ့ပုံစံအဲ့လိုလူကြီးပုံစံမျိုးလေးချစ်တာပေါ့နော်ကိုကောင်းစေခြင်းနဲ့တူတက်စေခြင်းနဲ့အဲ့လိုပုံစံမျိုးတွေ့ရရဲ့အဲ့တော့အောင်မြင်စေခြင်းနဲ့ကိုကိုတော့တော်တော်လေးကသူ့စိတ်ထဲမှာရှိသေးရဲ့ချစ်သေးရဲ့ပေါ့နော် ဖိုက်တူတွေဘက်ကလည်းလေတစ်ဖက်လူ manifest လုပ်တာမျိုးလေးတွေเนาะဆူတောင်းတာမျိုးလေး maybe ရှိကောင်းရှိခဲ့လိမ့်မယ်အဲ့တော့တစ်ဖက်လူကလေကိုကိုအခုချိန်ဒီမျောလင်းချက်တွေရှိနေုံမဲကိုတတိယနေုံမဲစောင့်နေုံမဲပေါ့เนาะဒါပေမဲ့လေသူ့စိတ်ထဲမှာဖြစ်နိုင်ပါမလားဆိုရဲအတွေးလေးလည်းရှိနေတယ်ပြီးတော့ကိုနဲ့ဆိုလို့ရှင်ညှိရနိုင်ရမှာရအရင်များရအဆင်မပြေတော့ဘူးလို့သူတွေးရပေါ့အဲ့တော့ သူ့ဘက်ကပြန်လာမလားမလာဘူးလားဆိုတော့မသိဘူးဒီမှာတစ်ဖက်လူရဲ့လက်ရှိခံစားချက်ကိုပဲကြည့်ရဖြစ်တယ်ပေါ့နော်ဒါလက်ရှိလို့ဟိုပြောထားရစား DVD ကိုကြည့်နေတဲ့အချိန်ပေါ့နော် DVD လုတ်တဲ့အချိန်မဟုတ်ပဲね DVD ကိုဒါ fight 2ကိုကြည့်နေတဲ့အချိန်မှာတစ်ဖက်လူရဲ့လက်ရှိခံစားချက်ပေါ့နော်အဲ့တော့သူကလေကိုနဲ့ညီရနိုင်ရမှာအရင်များရလို့ထင်တယ်ပြဿနာကြီးဖြေရှင်းရမယ်ပေါ့နော်အဲ့ဒါကို तू မလုတ်ချင်ဘူးဟို तू အေးဆေးပဲနေချင်တယ်ပြဿနာကြီးမဖြေရှင်းချင်ဘူးအမ်မညှိချင်တော့ဘူးပေါ့နော်ညီညီရရကို तू ပြမန်းနေပေါ့ အဲ့လိုမျိုးလေးကိုတွေ့ရတယ်။ဒါပေမဲ့မချစ်တာလည်းမဟုတ်ဘူး။လိုလဲလိုချင်တယ်၊ချစ်လဲချစ်တယ်၊ physically ရော emotionally ရော အကုန်လုံးပေါ့နော်။ဒီ energetically ရောသူကိုယ်ကိုချစ်တယ်၊သဘောကျတယ်၊ကြိုက်တယ်ပေါ့။ကိုကလေအဲ့လိုသူ့ရဲ့ ideal type လိုမျိုးသွားပြီးတော့ဖြစ်နေတာပေါ့နော်။ဖိုက်တူးတွေမှာလေ။အဲ့လိုမျိုးလေးကိုတွေ့ရတယ်။ကိုရဲ့ပုံပန်းအသွင်ပြင် physical သူကြိုက်တယ်ပေါ့နော်။အဲ့ဒါလေးကို။ โอเคအဲ့တော့သူ့ရဲ့လက်ရှိခံစားချက်မှာတော့ကိုယ်ချစ်တာတွေရတယ်အောင်မြင်စေခြင်းနဲ့ကောင်းစေခြင်းနဲ့အဲစိတ်မညစ်စေခြင်းဘူးပြီးတော့ရင်ဒီ relationship ကိုပြန်ပြီးတော့ fix လုပ်ဖို့ကြောက်ရလဲသူ့အနေနဲ့ဟိုသူပြဿနာကြီးမဖြေရှင်းချင်တော့ဘူးပြီးရင်ရှုပ်ချက်ဟိုရှားရဲမှာလဲအချိန်ကြာပြီဆိုပြပြက်ခဲ့ရအရင်များထားရဲဆိုလို့ရှိရင်ရှုပ်ချက်ခတ်နေရောမှာပေါ့နော်နှစ်ယောက်ကအဲ့အရာတွေကိုလဲသူမဖြေရှင်းချင်ဘူးမပြောချင်ဘူးဆိုတဲ့ပုံစံပေါ့ သူ့ဘာသာသူလေးပဲအေးစိစိနေခြင်းနဲ့ဒါပေမဲ့ကိုယ့်ကိုချစ်တာတော့ချစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေရတစ်ဖက်လူရဲ့စိတ်ပါလေဆိုတော့သူကိုပြောချင်နေတဲ့စကားလေးတစ်ချက်ကြည့်မယ်ဘာလေးဖြစ်မလဲအဲ့တော့တစ်ဖက်လူကိုကိုဘာလေးပြောချင်နေလဲဆိုတော့တစ်ဖက်လူကကိုပြောချင်နေရည်ဒါဘာလေးဖြစ်မလဲ pie 2 pie 2လေးတစ်ဖက်လူကကိုဘာလေးပြောချင်နေလဲ okay အဲ့တော့ तू ကကိုသတိရဟိုလွမ်းနာရရှိရပေါ့နော် okay ဒီကကရောအရင်ရောဟိုပြောလို့ဘူးအဲ့တော့သူ့စိတ်တွေကိုဖန်ဆာနိုင်တဲ့ပုံစံမျိုးပေါ့ uh i'm on my way to you သူကကိုယ့်စီကိုလေလာခြင်းနဲ့တိလာအဲ့လိုစကားကြီးလာပြောခြင်းနဲ့လာပြီးတော့ခေါ်ခြင်းနဲ့မျော်လင့်ချက်တွေရှိနေသေးရဲ့ပေါ့နော်အဲ့လိုမျိုးကိုယ့်စီကိုပြန်လာခြင်းနဲ့သဘောလေးကိုတွေ့ရတယ်ပြန်အစဉ်ပြေခြင်းနဲ့သဘောလေးကိုတွေ့ရတယ်အဲ့တော့ကိုယ့်ကိုပျော်အောင်လုပ်ပေးခြင်းနဲ့ပေါ့နော်သူကိုယ်စိတ်ညစ်တာရေးဆိုရင်မကြည့်ရဘူးတချို့ဖိုက်တူတွေကဒီကာလာအတွင်းမှာစိတ်ညစ်နေရယ်ပေါ့နော်အဲ့လိုမျိုးလေးရှိရယ်ဆိုရင်ကိုယ်စိတ်ညစ်နေရလဲသူသိရယ်ဆိုရင်ကိုယ်စိတ်ညစ်နေရအောင်မကြည့်ချင်ဘူးမကြည့်ရဘူးကိုယ့်ကိုပျော်အောင်လုပ်ပေးခြင်းနဲ့ကိုယ်ပြုံးနေရလေးကိုပဲသူမြင်ခြင်းနဲ့ပေါ့နော်အဲ့လိုပုံ စံမျိုးလေးကိုတွေ့ထားရဲ့ဒါသူ့ရဲ့ energy ပေါ့နော်သူကိုပေါ်ပြောချင်တဲ့စကားတွေပေါ့ဟိုဖိုင်သူတစ်ခါလို့ကိုပြောချင်တဲ့စကားတွေဘာပဲဖြစ်မလဲအဲ့တော့ကိုအခုချိန်မှာဟိုဟန်ဆောင်ကောင်းဟန်ဆောင်နေလိမ့်မယ်သိရမလားဟိုအဆင်ပြေပါရဲ့ तू တယောက်တည်းလေးအဆင်ပြေဆွဲပုံစံနဲ့ဟန်ဆောင်ကောင်းဟန်ဆောင်နေလိမ့်မယ်ဒါပေမဲ့ तू ကိုချစ်နေသေးရဲ့ပေါ့အဲ့လိုမျိုးလေးကိုတွေးရဲဆို ဒီ connection လေးဒီ pipe တွေပေါ့နော်နောက်နှစ်ထဲမှာများတစ်ဖက်လူပြန်လာမလားပေါ့အဲခံစားမိရဲ့ဘာဖြစ်လို့လဲဆိုတော့ तू ကပြန်လာဖို့ plan နေရဲ့ energy မျိုးပေါ့နော်အခုဟာပြန်လာမလားဆိုရင်ခေါင်းစဉ်ကိုကြည့်ရမဟုတ်ဘူးအဲ့တော့လာမယ်မလားဆိုတော့ပုံမှန်မဟုတ်ဘူးဒါသူ့ရဲ့ energy ကြီးသူ့ရဲ့ပြောချင်တဲ့စကားကြီးဆို तू အဲ့လိုပြန်လာဖို့အစ်တစ်ခုစားဖို့ plan နေရဲ့ပုံစံမျိုးဒါမှမဟုတ် तू စိတ်တေးကိုပဲ तू အဆင်ပြေအောင်လုပ်နေနေရလားပေါ့နော်အဲ့လိုတစ်ခုခု plan နေရဲ့ပုံစံမျိုးဆိုတော့လေ ဖိုက်တူးတချို့တဝက်ဒီရေဒီယိုကြည့်နေတဲ့သူတွေလည်းများအများကြီးပဲရှိနေလိမ့်မယ်အဲ့တော့တချို့တဝက်မှာတော့လေနောက်နှစ်ထဲမှာပြန်လာမလားမသိဘူးပြန်လာလိမ့်မယ်ပေါ့နော်ကိုက manifest တွေလုပ်ထားတယ် ritual တွေလုပ်ထားတယ်ဆိုလို့ရှိရင်တော့ပြန်လာနိုင်တယ်ဘာဖြစ်လဲဆိုတော့ the stars တွေကပ်ပေါ့နော်ဒီကက်က तू ကလည်းကိုယ့်ကိုတတိယနေလို့ manifest လုပ်နေရမျိုးဖြစ်နိုင်လို့မျိုးကိုယ့်ရဲ့ manifestation တွေအောင်မြင်မယ်ဆိုရယ်ဆိုင်ရယ်ဖြစ်တယ်ဆိုတော့နောက်နှစ်ထဲမှာများရမလားပေါ့အဲ့ဒါလေးတခုကိုခန်းစားမိရယ် အဲ့တော့ဒီကောင်းစဉ်တိုင်းမှာတစ်ဖက်လူရဲ့လက်ရှိခံစားချက်လေးတွေကို Oracle ကတ်လေးနဲ့တစ်ချက်ကြည့်မယ်နော်အဲ့တစ်ဖက်လူလက်ရှိမှာဗာလေးတွေဖြစ်နေလေပေါ့ဘယ်လိုမျိုးလေးခံစားနေရလဲ Pie 2ရဲ့တစ်ဖက်လူခံစားချက်လေးတွေကဗာလေးတွေဖြစ်နေလေ Pie 2ရဲ့တစ်ဖက်လူလက်ရှိခံစားချက်လေးတွေကဗာโอเค အဲ့တော့ तू ကလေအခုချိန်မှာတယောက်တည်းနေနေရမျိုးဖြစ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အမ် तू တငယ်ချင်းနေလဲ तू စကားမပြောပြဘူးမခေါ်ပြဘူးတယောက်တည်းအထီးကျန်နေရမျိုးဝမ်းနေနေရမျိုး depress ဖြစ်နေရမျိုးအဲ့လိုပုံစံမျိုးလေးဖြစ်နိုင်မယ် Okay သူကတတိယပြီးတော့အဲ့လိုအထီးကျန်နေခံစားချက်မျိုးပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့ဖြစ်နိုင်တယ်ဖိုက်တူတွေမှာကလေ going deep ဟဲ့ तू ကလေပြန်လာဖို့ plan နေရလားပေါ့နော်စကားလာပြောဖို့ plan နေရလားပြန်လာဖို့ plan နေရလားအဲ့လို energy ရေပဲဇက်တိုက်ရတယ်မကြတော့ဘူးပေါ့နော်မကြတော့ဘူးလို့မြင်တယ်စကားလာပြောဖို့ plan နေရလားလာခေါ်ဖို့ပြန်လာဖို့အဲ့လိုတစ်ခုခု plan နေရမျိုးသူ့ရဲ့ရင်ထဲကစကားတွေမှာလည်းအဲ့ဒါမျိုး ready ဖြစ်နေပြီးတော့ on my way လို့ဒီမှာလည်း going deep ဆို तू ပြန်လာဖို့အဲ့လိုစဉ်းစားနေရလားပေါ့နော်အဲ့လိုမျိုးလေးဖြစ်နိုင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းသူ့စိတ်မှာအဲ့လိုပြဿနာကြီးမဖြေရှင်းရှင်တော့ဘူး ဒါတွေထပ်ပြီးတော့မဖြစ်ချင်တော့ဘူးဆိုတဲ့ဟာမျိုးကလည်းရှိနေတယ်အဲ့တော့ maybe တစ်ဖက်လူကသူကိုယ်တိုင်လည်းဒီခံစားချက်တွေကိုလွန်ဆွဲနေရမျိုးပေါ့နော်ဘာလို့လို့လောက်မှမသိဖြစ်နေရမျိုးအဲ့လိုပုံစံမျိုးလေးဖြစ်နိုင်တယ်နော် so okay ပါဒါလေးရရောဒါ file 2လေးတွေရဲ့ reading ဖြစ်ပါတယ်အဲ့တော့ file 2လေးတွေဒီ reading ကိုအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများအတင်ပါတယ်ဖိုင်2လေးတွေနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော် ဟယ်လိုဖိုက်3လေးမင်္ဂလာပါရှင်ဆိုတော့ဖိုက်3လေးတွေတဖက်လူရဲ့လက်ရှိခံစားချက်နဲ့သူကိုပြောရှင်နေတဲ့အခြေအနေရပါပြီဖြစ်မလဲဆိုတာလေးကိုကြည့်ထားပေးပါရဲ့အဲ့တော့ okay ဖိုက်3တဖက်လူရဲ့လက်ရှိ energy လေးကိုအရင်ရှင်းမယ်နော်ဆိုတော့ဖိုက်3လေးတွေတဖက်လူရဲ့လက်ရှိ energy ကဘာပဲဖြစ်မလဲ okay

ော့ Python လေးတွေကလေအဲတစ်ဖက်လုံးနဲ့ကိုနေရပေါ့နော် energy မျှရသေးလားအဲ့လို twin flame connection မျိုးလေးတွေအမ်ဖြစ်နိုင်နေကိုကလဲလေအဲ့လိုမနာခက်ကြီးကြီးသူကလဲမနာခက်ကြီးကြီးပေါ့နော်음 so okay pi 3ကဘလို energy မျိုးရလဲဆိုတော့ သူနဲ့ကိုနေရာလေးပုံစံတော်တော်လေးအဲ့လိုတူတယ်ပုံစံဆို appearance တဲ့ energy ပေါ့နော် energy တော်တော်လေးတူရဲ့လို့တွေ့ရတယ်။သူကလည်းအဲ့လိုကိုခေါ်ရှင်နေကိုလိုပဲကိုအခုဘယ်လိုခံစားနေရလဲဖိုက်သွေးလေးဘယ်လိုခံစားနေရလဲကိုခံစားနေရတယ်လို့ပဲအဲ့လိုအတူတူပေါ့နော်။ Okay ဖိုက်သွေးရေကအဲ့လိုသူ့ဘက်ကပေါ့နော်ဒါသူ့ရဲ့ခံစားချက်ဆိုသူ့ဘက်ကနေပြောလိုက်မယ်။သူကကိုကိုခေါ်တော့ခေါ်ရှင်နေဒါပေမဲ့သူ့ရဲ့အဲ့လိုမာနာရီနော်အမ် ဘယ်လိုပြောမလဲကိုယ့်ကိုစပြီးမခေါ်ခြင်းဘူးသူ့ဘက်က fast move ကိုစပြီးမလုပ်ခြင်းဆိုတဲ့သဘောပေါ့အဲ့လိုပဲကိုကလည်းကိုယ့်ဘက်ကစမခေါ်ခြင်းဘူးနေအောင်ဆိုတော့အဲ့လိုတရရောက်ကစခေါ်လိုက်လို့ရှိရင်ပြဿနာပြီးွားပြီပေါ့နော်အဲ့လိုစကားကြီးဆက်ပြောပြကြမယ်ကွန်မြူနီကိတ်ပြန်ပြီးလုပ်ပြကြရင်လုပ်ဖြစ်ကြမယ်ဆိုရင်အဆင်ပြေွားပြီ ကိုကလည်းသူ့ကိုစမခေါ်ချင်ဘူး။သူကလည်းကိုကိုစမခေါ်ချင်ဘူး။နော်အဲ့လိုပုံစံမျိုးကြီးဖြစ်နေရ။အဲသူ့ဘက်ကလည်းကိုကိုခေါ်ချင်တာမျိုးမရှိဘူး။ကိုဘက်ကလည်းသူ့ကိုခေါ်ချင်တာမျိုးမရှိဘူး။ energy ကလေအဲ့လိုမျိုးလေးဖြစ်နေရ။ဆိုနှစ်ယောက်စလုံးကအဲ့လိုမခေါ်ဘဲနဲ့ manifest တွေပဲလုပ်နေကြရပေါ့နော်။ तू ကလည်းသူ့ကိုလာခေါ်ပါစေဆိုပြီးတော့ကို manifest လုပ်တယ်။ကိုကလည်းကို့ကိုလာခေါ်ပါစေဆိုပြီး manifest လုပ်တယ်။အဲ့လိုပုံစံနေဖြစ်နေ။ သူ့ရဲ့အဲ့လိုမခေါ်ချင်ရတဲ့အကြောင်းအရင်းမှလည်းအဲ့လိုအတိတ်ကပေါ့နော်သူကြီးပဲအမြင်ခေါ်ခဲ့ရမျိုးလို့သူထင်နေရမျိုး maybe ကိုဘက်ကခေါ်ခဲ့ရမျိုးရှိကောင်းရှိလိမ့်မယ်သူမမှတ်မိရပေါ့နော်အဲ့လိုသူ့စိတ်ထဲမှာဘယ်လိုလဲဆိုတော့ तू ကပဲအမြင်နဲ့ခေါ်နေရရဲ့ तू face လုံးမှ तू ခေါ်လိုက်ရပြီဆိုလို့ရှိရင် तू face လုံးမှဒီ relationship ကအဆင်ပြေတော့မှာကိုက give up လုပ်ထားပြီပေါ့သိရမလားကိုကလက်လျှော့ထားပြီ तू ခေါ်မှရမှာ तू ခေါ်လိုက်လို့ကိုကပြန်တွဲရအဲ့လိုမျိုးတွေပေါ့နော် ့ရဲ့အတွေးကဘာရဲ့မှာသူချက်ချလေးနေတဲ့ပုံစံမျိုးအဲ့လိုမျိုးတွေကိုတွေ့ရတယ်။နောက်တစ်ခုကအဲ့လို past trauma လို့ပဲပြောရမလားကိုနဲ့ relationship မှာမဟုတ်လဲသူ့ရဲ့အတိတ်က relationship မှာအဲသူ့ဘက်ကစခေါ်ခဲ့ရမျိုးเนาะသူ့ဘက်ကအမြဲထားခဲ့ခံရတာမျိုးအဲ့လို trauma တွေရှိလိမ့်မယ်။အဲ့မှာကိုနဲ့ကလည်းအဲ့လိုမျိုးတစ်ဖြစ်အဲ့တော့သူပို့ပြီးတော့စိတ်ညစ်တယ်ပို့ပြီးတော့ဟိုပြောရရင်မခေါ်ရှင်ဘူးပေါ့နော် အမြဲတမ်းသူဟာကြီးပဲစရွေးခေါ်နေရတယ်သူဟာကြီးပဲစရွေးလုပ်နေရတယ်ဆိုပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးတွေ့တွေ့နေရတယ်ပြီးတော့အခုချိန်မှာလေသူတငယ်ချင်းတွေနဲ့အတူတူရှိကောင်းရှိနေလိမ့်မယ်ဒါပေမဲ့စိတ်ကကိုယ်စီပဲရောက်နေရမျိုးပေါ့နော်မိသားစုတွေတငယ်ချင်းတွေနဲ့အတူတူနေရမျိုးအတူတူရှိရမျိုးဖြစ်ချင်ဖြစ်နေလိမ့်မယ်ဒါပေမဲ့စိတ်ကကိုယ်စီပဲရောက်ပြီးတော့ဟိုသူရှိရင်ကောင်းမှာပဲဆိုတဲ့စိတ်မျိုးပေါ့နော်ကိုယ်စီကိုပဲရောက်နေစိတ်က तू ကလေလာတော့ခေါ်ချင်တယ်တိလားလာခေါ်ဖို့လဲစူးစမ်းတယ် ကိုကလည်းအဲ့လိုပဲသွားခေါ်ဖို့ကြိုးစားတယ်ဒါပေမဲ့ကိုစိတ်ကလည်းဘလို့မှသွားမခေါ်ပြဘူးအဲ့လိုပဲသူ့စိတ်ကလည်းဘလို့မှလာမခေါ်ပြဘူးပေါ့နော်အဲ့လိုဖြစ်နေရနှစ်ယောက်ကလေဆိုတော့ဟိုလာအဆက်အသွယ်ရှိရဆိုလို့ရှင်မှာအစဉ်ပြေဖို့ပြန်ပြီးမပြောပြတာမျိုးပေါ့နော်အဲ့လိုမျိုးသူလည်းတီတီငင်ငင်ပဲနေပြရဲကိုလည်းတီတီငင်ငင်ပဲနေပြရဲပေါ့အဲ့လိုမျိုးဖြစ်နေနှစ်ယောက်ရဲ့ connection ကဆိုတော့ဒီနှစ်ယောက်ကလေတယောက်ယောက်ဘက်ကဒါစပြီးရောအအစဉ်ပြေဖို့ပြောလိုက်ရင်တော့ ပြန်အဆင်ပြေနိုင်တဲ့ connection တစ်ခုလို့မြင်နေပေါ့နော်အဲ့တော့ဒါကတော့တစ်ဖက်လူရဲ့လက်ရှိခံစားချက်တွေပေါ့ Phi 3ရေ DVD ကိုကြည့်နေတဲ့အချိန်မှာတစ်ဖက်လူခံစားနေရတဲ့လက်ရှိခံစားချက်တွေဆိုတော့ဒီအချိန်မှာသူကိုဘာပြောချင်နေလဲဆိုတော့ကချက်ကြည့်မယ်နော်အဲ့တော့ကိုဘာပြောချင်နေလဲ Py 3တဖက်လူကိုကိုဘာပြောချင်နေလဲခိုင်သူတဖက်လူကိုဘာပြောချင်နေလဲ ဲ့တော့ तू ကလေကိုယ်အလို physically ရောကိုယ့်ရဲ့ပုံမှန်သဏ္ဍာန်ရောနော်စိတ်ပိုင်းဆိုင်ရာရော energy ရော तू အကုန်ကြိုက်တယ် तू ကိုယ့်ကိုချစ်တယ်ပေါ့နော်အလို့ကိုယ့်ကိုလိုချင်တဲ့ဆွေပုံစံမျိုးလေးတွေ့ရတယ်တကူอ่ะသူကလေကိုနဲ့ deserve မဖြစ်ပါဘူးဆိုပြီးတော့တွေးရဲ့ဟာမျိုးလဲရှိရဲ့ပေါ့เนาะ ကိုကတခုခုပို့ပြီးတော့တာနေလို့ဒါမှမဟုတ်ကိုပို့တော်နေလို့အဲ့လိုသူက deserve မဖြစ်ပါဘူးဆိုတဲ့ပုံစံမျိုးဒါမှမဟုတ်လို့ရှင်သူနဲ့မထိုက်တန်ပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးသူတွေးမိရယ်လူကိုပြောရှင်တဲ့ခါကျကတော့ဘာရီဖြစ်မလဲ။ဖိုင်3 Okay အဲ့တော့သူက selfish ဖြစ်မှန်းတော့သူ့ကိုယ်သူသိရပေါ့နော်အဲ့လို selfish ဖြစ်တယ်ဆိုရင်ပုံစံမျိုးလေးပေါ့အဲ့လိုပုံစံမျိုးလေးကိုလည်းသူတွေးတယ် okay selfish ဖြစ်တဲ့အပိုင်းဖြစ်ခဲ့တဲ့အပိုင်းနေရှိကောင်းရှိလိမ့်မယ်အမအခုလိုမျိုးပေါ့နော်လာမခေါ်ဘူးဆိုလို့ရှိရင်အဲ့လိုလာမခေါ်ဘူးထားလိုက်သူ့ဘာသူလာခေါ်လိမ့်မယ်သူမနေနိုင်လာခေါ်လိမ့်မယ်ဒါသူ့ရဲ့ ego ပေါ့နော်သူ့ရဲ့ ego ဖြစ်တာသူတကူကောင်းဆန်တာလေးပေါ့ manifest အခုနပြောလိုမျိုးပဲတွေ့လား သူကလည်းကိုယ် manifest လုပ်တယ်ကိုယ်ကလည်းသူ့ manifest လုပ်တယ်အဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲ့တော့သူကလည်းသူ့ရဲ့ manifestation နေနဲ့သူရှိနေကိုမလည်းကိုမလည်းကိုယ့်ရဲ့ manifestation နေနဲ့ကိုဆိုနှစ်ယောက်ကအဲ့ဒါကြောင့် energy ကသွားတူနေရလို့ပြောတာဆက်ဆာချင်းကလေးကလေဆက်ဆာချင်း energy ဆရာကလေးကအဲ့လို energy တူရပေါ့နော်နှစ်ယောက်ကသူကလည်းကိုကိုဒီလိုမျိုးတွေးရကိုကလည်းသူ့ကိုဒီလိုမျိုးတွေးရအဲ့လိုမျိုးဖုံးကွယ်ထားတာတဲ့တယောက်အကြောင်းတယောက်ဟိုမွေမွေချင်းချိန်မြင်နေရဆိုရဲ energy မျိုးပေါ့နော်အဲ့လို energy မျိုးတွေးရတယ် နှစ်ယောက်စလုံးက relationship မှာအဲ့လိုအရေးပါအရာရောက်တဲ့သူတွေဖြစ်လိမ့်မယ်။သူကပဲဥဆောင်ရမျိုးကိုကပဲဥဆောင်ရမျိုးအဲ့လိုမျိုးမရှိပဲနဲ့လေ။နှစ်ယောက်စလုံးကအဲ့လိုအရေးပါရစေပုံစံပေါ့နော်။အဲ့လိုမျိုးဖြစ်လိမ့်မယ်။ဆိုတော့ okay တဖက်လူကိုနောက်ဆုံးပါပြောချင်တယ်အဲသူကိုယ်တိုင်လည်းအခုဘာလို့မှမသိသေးဘူးပေါ့နော်။အခုနပြောလို့မျိုးပဲလာခေါ်ခြင်းနဲ့အဲ overthink လည်းဖြစ်တယ်ပေါ့နော်တစ်ဖက်မှာလာခေါ်လိုက်ရင်ငါငါပဲအမြင်ခေါ်နေရမှာလားငါဒီ relationship ကိုငါပဲဟိုဘယ်လိုပြောမလဲ fix လုပ်ပြီးတော့ तू อ่ะ fix မလုပ်တော့ဘူးလား तू อ่ะဟောလာမခေါ်တော့ဘူးလားအဲ့လိုမျိုးပေါ့နော် तू ကောင်းနေမှာလဲရှုပ်ထွေးနေမှာပဲဒါတစ်ဖက်လူကိုလည်းနားလေ ဟိုသူလဲကိုယ့်ကိုချစ်တဲ့အချစ်နဲ့သူအဆင်ပြေနေတာရဲ့တစ်ဖက်မှာအဆင်မပြေနိုင်လို့ဆိုရယ်သူရဲ့အတွေးရဲ့အဲ့လိုမျိုးတွေမှာသူလွန်ဆွဲနေရမျိုးပေါ့နော်ဟိုသူလဲသူ့ရဲ့ခံစားချက်နဲ့သူကိုယ်လဲကိုယ့်ရဲ့ခံစားချက်နဲ့ကိုပေါ့နော်ဖိုင်3တွေအဲ့အရင်ရောသူ့တော့ blame လို့မရဘူးဆိုတော့တစ်ဖက်လူဘာကြီးခံစားနေရလဲဆိုတော့ oracle လေးတစ်ချက်ဆွဲမယ်အဲ့တော့သူ့ရဲ့ခံစားချက်ပေါ့နော်သူ့ရဲ့ခံစားချက်ကိုဒါ oracle ကြည့်ရမျိုးပေါ့ဆိုတော့တစ်ဖက်လူဘာကြီးခံစားနေရလဲ Okay, the communication of tender souls. အဲ့နှစ်ယောက်ကြားထဲမှာခုနပြောသလိုမျိုးပဲ connection တစ်ခုပေါ့နော်အဲ့လို twin flame connection ရှိနေရမျိုးသူ့ဘက်ကလည်းကိုသူနဲ့ကိုနဲ့ကလည်းအဲ့လိုစကားစာဟုတ်လိုမျိုး contact မရှိဘဲနဲ့နေတာဟိုလိုမျိုးကြီးအလျံ deeply မပြောပြစ်တာပေါ့နော်ဒါပေမဲ့လေအဲ့လို soul connecting ဖြစ်နေရဲ့ဆဲပုံစံမျိုးဆိုတော့ကိုတွေးလိုက်အကိုတတိယလို့ရှင်လဲသူ့ဘက်ကကိုရုတ်တရက်ထပြီးတော့တတိယအမျိုးသူ့ဘက်ကအရန်တတိယရှင်မလဲကိုဘက်ကရုတ်တရက်ထတတိယအမျိုးအဲ့လိုမျိုးနှစ်ယောက်ချားရမှာရှိလိမ့်မယ်သီလားအဲ့လို energy မျိုးတွေးရတယ် okay နောက်တစ်ခုကဘာဖြစ်မလဲ so time to move on အဲ့ move on လို့ဖို့တော့အချိန်တန်ပြီဆိုရယ်ပုံစံမျိုးသူတွေးရပေါ့နော်ဒါကလေခုနကဟိုပြောခေါင်းစဉ်မှာလဲသူ့ဘက်က energy ပေါ့နော်ဆိုတော့သူ့ဘက်ကတော့ move on လို့ဖို့အချိန်တန်ပြီလို့တွေးရမျိုးရှိရယ် အဲ့ော်လေးအမှန်တိုင်းပြောလို့ရှိရင် तू ကတော့လာခေါ်ဖို့အတွက်ခက်ခဲနေမယ်စကားဟိုအစဉ်ပြေဖို့ပြန်ပြောဖို့ခက်ခဲနေမယ်ပေါ့နော်ကိုဘက်ကတော့ပြောမယ်ဆိုရင်တော့ရလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင် तू ကလေအဲ့လိုဆုံးဖြတ်ချက်တစ်ခုကိုချတော့မယ်ဆိုရယ်ပုံစံမျိုးပေါ့နော်ဒီနှစ်မကုန်ခင်မှာ move on လုပ်မယ်လို့ဘာလို့အဲ့လိုမျိုးတွေတွေးတဲ့ energy မျိုးတွေရှိရယ်နော်အဲ့အားလေးတစ်ခုကိုသတိထားဒါမှမဟုတ် तू စ조사ပြီးတော့ move on လုပ်နေရလဲဖြစ်နိုင်တယ်เนาะဒါကိုလည်း조사ပြီးတော့ move on လုပ်နေရမျိုးလဲဖြစ်နိုင်တယ်ဒါပေမဲ့နှစ်ယောက်စလုံးမရကြမျိုးပေါ့เนาะအဲ့လိုမျိုးလေးဖြစ်နိုင်ပါတယ် so okay ဒါလေးကတော့ဒါ phi 3လေးတွေအဲတဖက်လူကိုပြောချင်နေတဲ့စကားနဲ့သူ့ရဲ့ energy ပေါ့နော်သူလည်းသူ့ရဲ့အတွေးလေးနဲ့သူသူ့ရဲ့ဟိုခေါင်းထဲမှာ overthink ဖြစ်တာရင်းနဲ့သူပေါ့နော်အဲကိုလည်းအဲ့လိုမျိုးပဲပေါ့ဆိုတော့သူလည်းကိုနားလဲပို့လို့ဒီလိုမျိုးကိုလည်းသူနားလဲပို့လို့ပါအခုကနားမလဲကြလို့ ညှိလို့မရဘူးဖြစ်ကြတာပေါ့နော်ဆိုတော့ okay ဒါလေးရတော့ဒါ file 3လေးရေး reading ဖြစ်ပါတယ် file 3လေးတွေအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ file 3လေးနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်